ပိုင်းဆက်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများ၌2025-2026ပညာသင်နှင့်ကျောင်းအပ်လက်ခံကျင်းလုပ်ငန်းများစတင်ဆောင်ရွက်တဲ့တည်င်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2025ခုနှစ်မေလ22ရက်နေ့မှစတင်ကမြန်မာနိုင်ငံတဝန်းလုံးရှိအခြေခံပညာကျောင်းများ၌2025-2026ပညာသင်နှင့်အတွဲကျောင်းသားကျောင်းသူများကျောင်းအပ်လက်ခံကျင်းလုပ်ငန်းများကိုစတင်ဆောင်ရွက်လျက်ရှိရာ ရမ်းပြည်နယ်ရှိပိုင်းမိုင်းဆက်မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများတွင်လည်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရှိရပါသည်ထို့သို့ကျောင်းအပ်လက်ခံခြင်းလုပ်ငန်းများကို အခြေခံပညာကျောင်းများမှဆရာဆရာမများကဆောင်ရွက်ပေးလျက်ရှိပြီးကျောင်းသားကျောင်းသူများမိဘအုပ်ထိန်းသူများကကိုယ်တိုင်လာရောက်အနှံပေးလျက်ရှိရာလာရောက်ကျောင်းအနှံသောကျောင်းသားကျောင်းသူများအတွေ့နိုင်ငံတော်ကအခမဲ့ထောက်ပံ့ပေးသည့်ကျောင်းဝတ်စုံကျောင်းသုံးပုံနှိပ်စာအုပ်များ ဗလာစာအုပ်များနှင့်စာရေးကိရိယာများ အခမဲ့ထောက်ပံ့ပေးပြီးကျောင်းအနှံချင်းလုပ်ငန်းများဆောင်ရွက်ရခြင်းအတွေ့ငွေကြေးတစ်စုံတရာပေးအပ်ရခြင်းမရှိကြောင်းလည်းမိဘအုပ်ထိန်းသူများထံမှသိရှိရပါသည်မိုင်းဆက်မြို့နယ်တွင်အခြေခံပညာကျောင်းများအနေဖြင့်အထက်တန်းကျောင်း2ကျောင်းအထက်တန်းကျောင်းခွဲ3ကျောင်းအလေတန်းကျောင်း၄ကျောင်းအလေတန်းကျောင်းခွဲ၃ကျောင်းမူလာတန်းလွန်ကျောင်း၁၅ကျောင်း ်မူလာဒန်းကျောင်း54ကျောင်းမူလာဒန်းကျောင်းခွဲ14ကျောင်းဘုံတော်ကြီးတင်ပညာရေးကျောင်း2ကျောင်းနဲ့ကိုပိုင်ကျောင်း2ကျောင်းစုစုပေါင်းကျောင်းပေါင်း68ကျောင်းရှိပြီးအဆိုပါကျောင်းကိုဂျွန်လ2ရက်နေ့မှစတင်ဖွင့်လှစ်သွားမည်ဖြစ်ရာ2025-2026ပညာသင်နှစ်အတွက်ကျောင်းအပ်နိုင်ရေးရတတဘက်ကိုမေလ22ရက်နေ့မှဂျွန်လ2ရက်နေ့ထိလက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းသိရှိရပါတယ်ခမညာ